ဒီစကနကုနေဇာမုလာဇန်9ရက်ခရစ်နှစ်2025ခုနှစ်အော်တိုဝါလာ25ရက်စနေနေ့ရန်ကုန်တိုင်းဒေသကြီးလက်ကုမြို့နယ်အမြလန်း9မိုင်6ကလောက်မှာရှိတဲ့ယရနာအမြင့်ကျောင်းလိုက်တွင်ပါဒီနေ့ဦးဇင်းတို့တရားစကားလေးနဲ့ငယ်ပြောပြမယ်ဇလူဘာမြောက်ပြောပြခြင်းလဲဆိုရင်ကုကုကုချီကုကုကုတနာရင်တရားရှုမှတ်ပါ ဒီလိုပေါင်းစည်းနေပြီးတော့တို့များတရားနာရအောင်နော်ကိုကိုကိုချီကိုကိုကိုတနာရင်တရားရှုမှာပါဆရာမြတ်စွာဘုရားတမောပရမဟောထားတယ်အတ္တနဲ့စီပြယံစညာရခေယံတပုရခိတတိတံအညတရံယမပฏิစကေယပန္တိတော် အတ္တနင်စီပြယံစဉ္ညာရခိယံသူရခိတံတိဏ္ဍညတရံယာမပတိစခိယံပန္တိတောအန္တိတောဉာဏ်ရှိတဲ့သူဟာအတိဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူဟာအတ္တနဲ့မိမိကိုယ်ကိုပြယံစဉ္ညာတကယ်ချစ်တဲ့ဆိုရင်နံသူမိမိကိုယ်ကိုသူရခိတံချစ်ချင်းရဲ့တည်တည်တည်ရနေအောင် ရခိယဆောင်းလျှောက်ရ၏တိန်တန်အညတရယာမပတိဇက်ခိယပန္တိတောအရွယ်သုံးပါးတပါးပါးမှာကုကုကုတုတ်တင်ရမယ်တဲ့တရားဓမ္မလို့ဆိုလိုမိမိကိုယ်ကိုတကယ်ချစ်တဲ့ဆိုရင်မိမိကိုယ်ကိုတကယ်တနာတယ်ဆိုရင်တရားရှုမှတ်ဖို့ဝိပဿနာတရားရှုမှတ်ဖို့တရားလုံးလုပ်ဖို့ကုသိုလ်လုပ်ဖို့ ဘုရားရှင်ဒီလိုမိန့်တယ်။လောကမှာရှိတဲ့သူတွေတတိထာရှိအမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ်မိကုမင်းချစ်လားဆိုချစ်တယ်ပဲပြောတာ။ယဟန်ဒီပဲဖြစ်ဖြစ်လူတွေပဲဖြစ်ဖြစ်အတ္တနေစီပြည့်ရစေညာရခိယနာသူရခိတံတိဏ္ဏညတရာမပฏิစေခိယပန္တိတောအတ္တနာမိမိကိုယ်ကိုပြည့်ရစေညာတကယ်ချစ်တယ်ဆိုရင် ို့အချစ်တယ်လို့တော့ပြောတယ်ဒါပေမဲ့ကိုကိုကိုတကယ်ချစ်တဲ့စင်အရွယ်သုံးပါးတပါးပါမှာပထမအရွယ်ကြီးပွားအောင်တုတ်တက်အောင်ချမ်းသာအောင်လောကီချမ်းသာအောင်လောကုတ္တရာချမ်းသာအောင်ကြိုးစားပထမရွယ်မှာအချိန်မမီလိုက်ဘူးဆိုရင်ဒုတိယရွယ်မှာကြိုးစားဒုတိယရွယ်မှာမမီဆိုတတိယရွယ်တော့မဖြစ်မနေကြိုးစားတချို့ကပထမရွယ်လည်းမလုပ်ဒုတိယရွယ်လည်းမလုပ်တတိယရွယ်လည်းမလုပ်ဘူးဆိုရင်ပါဇက်ကတော့ကိုယ့်ကိုယ်တကယ်ချစ်တယ်ပြောတာကိုယ့်ကိုယ်တကယ်ချစ်တယ်ပြောပြီးတော့ ူစရိုက်လှုပ်တွေလှုပ်တယ်ကုကုကုအပေလေးပါးမှာနစ်စီတဲ့ဆင်းရဲဒုက္ခတွေမှာနစ်စီတဲ့အလုပ်တွေလုပ်နေတဲ့ဆိုရင်ကုကုကုပါဇက်ကလာချစ်တယ်ပြောတယ်တကယ်ချစ်တာမဟုတ်ဘူးလေနစ်ပြတာဘလို့နစ်ပြတာလဲဆိုရင်ဆင်းရဲဒုက္ခတွေရောက်အောင်နစ်ပြတာဘလို့နစ်ပြတာလဲဆိုရင်ငြင်းတရစ္ဆန်ပြတာသူတကယ်ဆိုရင်အပေလေးပါးရောက်အောင်နစ်ပြတာကုကုကုတကယ်ချစ်တဲ့သူလားကုကုကုတကယ်နစ်တဲ့သူလားဆိုတာ ကိုယ့်ရဲ့လောက်ရချင်းပြီးတော့တုံ့တက်လို့ရတယ်ကိုယ့်ကိုယ်လည်းတုံ့တက်လို့ရတယ်အများလည်းတုံ့တက်လို့ရတယ်ကျေးဇူးတော်ရှင်ဘုဂုဆရာတော်ဘုရားကြီးလည်းဆုံးမထားကိုယ့်ကိုယ်ကိုယ်တနာပါတဲ့ကိုယ့်ကိုယ်တကယ်ချစ်ပါကိုယ့်ကိုယ်တနာရင်ကိုယ့်ကိုယ်ကိုယ်တကယ်ချစ်တယ်ဆိုရင်ဝိပဿနာလုပ်ကြပါတဲ့ကျေးဇူးတော်ရှင်ဘုဂုဆရာတော်ဆရာယက်တိလို့မိတ်ပြီးတော့ဆရာတော်ဘုရားကြီးကဘယ်လိုမိတ်လဲဆိုရင်ဒီနေ့နနခင်းပေါ်လေး ဥစ္စလခီးပန်းတာများလူတည်များတာ ਨੇ တရားရှိမှတ်တဲ့ကိစ္စတနည်းတနည်းပြည်ပန်းရွတ်တဲ့တရားထိုင်တဲ့ခုရဲ့ခီးတွေပန်းလူတည်ပန်းနည်းနည်းပဲလုပ်ဖြစ်တယ်ဒီနေ့တော့ကဆူဆူပိုင်းတရားလမ်းလျှောက်ပြေးယူပဋ္ဌာန်းယူပြီးတော့တရားထိုင်တရားထိုင်နေတဲ့အခါမှာစိတ်ထဲမှာအထိုက်လျောက် ဓမ္မရတ္တလေးရတယ်ပေါ့လေဓမ္မရတ္တခံစားရတယ်ပေါ့တရားထိုင်တော့စိတ်ချမ်းသာတယ်နော်တရားချမ်းသာလေးရတယ်ဘယ်သူမှဆိုတရားထိုင်တရားချမ်းသာရတာပဲနော်အရိကမာစာလေးတွေဖတ်ရင်လည်းကျေးဇူးလို့ရှင်ဘုဟုဆေတော်ဘုရားရဲ့စာလေးတွေကိုတော့ဖတ်ပြီးဆေတော်ဘုရားကြီးကဘယ်လိုဆုံးမထားလဲဆိုရင်ကိုယ်အိမ်ကိုရာကိုသားကိုသမီးကိုဇနီးကိုခင်မွန်းတဲ့နဲ့ နေနေရတာတဲ့။သားတွေမွေးသမီးတွေမွေးအိမ်တော်ကြီးပြုအဲ့လိုကလေးတွေနဲ့တပြုံကြီးနဲ့နေရတော့ခင်ဗျားတို့ကအချိုးပေးကောင်းတယ်လို့အောင်းပေးကြတယ်တဲ့။အချိုးပေးကောင်းတယ်အချိုးပေးကောင်းတယ်လို့အောင်းပေးကြတယ်တဲ့။အချိုးပေးကကံမြောင်လွန်ပြီးတော့အပေကြီးရောက်နေကြတာတဲ့ဆရာရည်ဒီလိုပြောနော်။မျက်လုံးဘက်ကလာလိုက်ပြန်တနာဥပါဒံကံရောက်မှဆုံးတယ်။ ဆိုတော့ဇလုံးဘောကနေပြီးတော့တန်ခါသားပဲတန်ခါသမီးပဲငါဇနီးပဲငါခင်မောင်ပဲငါရဲ့မြည်လေးပဲအာငါသိချစ်တဲ့မြည်လေးအဖိုးချစ်ကလေးဖွားချစ်ကလေးဖွားချစ်တော့ဖွားချစ်ကလေးဖွားချစ်တော့ဖွားချစ်ကလေးပေါ့အသားလေးပဲသမီးလေးပဲဆိုပြီးတော့လောကတဘာဝတန်ရစဉ်တွေ့ကြတာပေါ့လေဆိုတော့ဉာဏ်လုံးဘောကလာလိုက်ကြတဏှဥပါဒ်ဉာဏ်လုံးဘောကနေပြီးတော့မြင်လိုက်တယ်ဆိုတော့သားသမီးဇနီးခင်မောင်ပစ္စည်းအုပ်စုရလို့အောင် ဒါတွေကိုမျက်လုံးပေါက်ကမြင်လိုက်တဲ့အခါမှာညံပါမညံမပါလို့ရှိရင်တဏှာဥပါဒံကံမြောက်တာနော်ချစ်ခင်နဲ့တဏှာဆွဲလဲလို့ဥပါဒံမျက်လုံးပေါက်ကနေလာလိုက်ပြန်တဏှာဥပါဒံကံရပါနာလည်းကြားလိုက်ပြန်ပြီသာလေးရဲ့အတန်သူမီးလေးရဲ့အတန်ဘီလေးရဲ့အတန်ဒါလည်းကြားလိုက်ပြန်ကြားလိုက်တော့ဒီနာကနေဝင်လာပြန်တဏှာဥပါဒံကံ နခေါ်နံလိုက်ပြန်ပြီးတဏှဥပါဒကံပါဇက်ကစားလိုက်ပြန်ပြီးတဏှဥပါဒကံမနောဘောကတာယေတပိယစီပါရေးစားတာတွေကျန်စီတယ်အဲ့လိုတွေးနေပြန်တော့တဏှဥပါဒကံရောက်ပါရှောင်းနေပြန်တဏှဥပါဒကံရောက်လို့ဆုံးတယ်လို့မရှိဘူးတဲ့ကျေးဇူးတော်ကျဘုက္ကဆရာတော်ပြန်ပြောလာအရင်သဘောကျစရာကောင်းတယ်သူများပြည့်စုံမခိုးဘဲနဲ့တဲ့သူများတွေကိုမလိမ်ပဲနဲ့ ပဏ္ဏိပါဒမလုံဖဲနဲ့အတ္တရိယဒနာမလုံဖဲနဲ့ကာမိတုမိစ္ဆာဆရာဘုဒ္ဓဝါရသူရာမိရယအဲ့ဒီသူများပစ္စည်းခိုးတာတွေသူများကိုလိန်တာတွေသူများသားများပြမတာဓာရီမလုံဖဲနဲ့ဓာရီမလုံသူများပစ္စည်းမကိုသူများဟာမလိန်ဘုဒ္ဓမပြောအဲ့ဒါတွေမလုံဖဲနဲ့ဖြစ်နေရတဲ့ကံတွေဒါဗျာရှင်ဟောတာဆိုပေမဲ့တရားသဘောက ဖြစ်စဉ်ကဒီလိုဖြစ်နေတာဟုတ်တယ်နော်သူမျက်လုံးကနေလာတယ်မျက်လုံးကနေကြားယုံမြင်ယုံစိတ်ကူးယုံဂျုံတယ်ထားမှချမ်းသာရတောက်ကလည်းငါသားပဲငါသမီးပဲငါဇနီးပဲငါခင်မောပဲငါပစ္စည်းဥစ္စာပဲဘယ်သူပဲချမ်းသာတို့ပုရုဇဉ်တဘာဝဖြစ်တယ်လေအဲ့လိုဖြစ်လိုက်လို့ရှိရင်တတိလေးဉာဏ်လေးမကတ်လိုက်ဘူးဆိုလို့ရှိရင်တဏှာဥပါဒံကံရောက်တာပဲမျက်လုံးဘောကနေပြီးတော့ဝင်လာတဲ့တဏှာဥပါဒံကံ နာဘောကနေပြီးတော့ဝင်လာတယ်နှာခေါင်းဘောကနေပြီးတော့ဝင်လာတယ်တဏှာဥပါဒကံပါးစပ်ဘောကနေဝင်လာတယ်မနောဘောကနေဝင်လာတယ်တဏှာဥပါဒကံဝိဝတ္တနာလုပ်ပါလို့ဘုန်းကြီးတို့တိုက်တွန်းရမှာမဟုတ်ဘဲနဲ့ကိုယ့်ကိုယ်တဏှာရင်ကိုယ့်ကိုယ်ချစ်ရင်ကိုယ့်ကိုယ်ကိုကယ်တင်တဲ့ဒီတရားအလို့ဝိဝတ္တနာအလို့လုပ်ကိုလုပ်ရမှာဆိုပြီးတော့ကျေးဇူးတော်ရှင်ဘုဂုဆရာတော်ဘုရားကြီးတို့ဒီလိုဆုံးပါတယ်တော့ကတော့ပြောကြတယ်တဲ့တာလီလူလာမမြောက်သေးတာ ။တမိလေးလူလားမမြောက်သေးတာ။မြည်လေးတွေလူလားမမြောက်သေးတာ။နော်။တပြေးတပြေးအဲ့လိုနဲ့တပြေးတပြေးတာတပြေးပြေးတို့ဘဝတဏလူတိုင်းရှိတယ်ကာမတဏဘဝတဏဘဝတဏရှိလို့ဘဝကိုခုံမင်းတွေ့တာတဲ့တဏရှိ။အဲ့ဒါရှိတော့သားရပြီးရင်လည်းဒီသားသမီးအကြောင်းပြုပြီးတော့နောက်ကကြီးဆိုတာဖြစ်လာပြန်။အဲ့ဒီတပင်ငယ်တစ်စင်ပါလေးတွေကိုတန်းစင်တွေ့ကြတာပဲဒီ။ ာလီလူလာမမြောက်သေးလို့သမီးလေးလူလာမမြောက်သေးလို့ကြီးလေးလူလာမမြောက်သေးလို့စီဝါရလူချင်းနဲ့ပန်းနိုင်ချင်းမြောက်သေးလို့ဝိဝဒနာမလုပ်သေးပဲတရားမလုပ်သေးပဲဖြစ်နေတယ်လို့ခုခုကိုဒီလိုဆင်ញေပေးကြခုလူဆင်ញေပေးဒီလိုဆင်ញေပေးခုခုဆင်ញေပေးအဲ့ဒါတွေကတော့လောကီကိစ္စလောကအလုပ်တွေတော့လုပ်နေလုပ်ရင်းနဲ့ခုအတွက်တရားအလုပ်တိစုံပန်အတွက်လည်းကောင်းစေတယ်တမလွန်အတွက်လည်းကောင်းစေတယ် တောကရအဆုကောင်းကြုံရင်လည်းခန္ဓာကြီးရှိစီတဲ့တရားအလုပ်ကိုကုကုကိုတကယ်ချစ်တယ်ဆိုရင်ကုကုကိုတကယ်တနာတယ်ဆိုရင်ကုကုကိုကဲတဲ့အလုပ်ကိုဒုက္ခလုံးဝမင်းနဲ့ဒီအလုပ်ကိုရမထားဘူးတဲ့ဝိပဿနာမရှုပြအောင်လုပ်တာကတနာတဲ့ဒါလေးသမီးကြီးအကြောင်းမင်းကြီးလို့ကာမကြုံလို့ခန္ဓာကိုယ်ကခေါင်းကိုက်တယ်လို့လည်းမရနားတယ်လို့ရှင်းချက်တယ်လို့ဘဝဖြစ်တယ်လို့တရားဖြစ်တယ်လို့ဒီလို့ ကြောင်းနေရှာပြီးတော့ပြနေတယ်တဲ့ကျေးဇူးတော်ရှင်ဘုက္ခုဆရာတော်ဘုရားကြီးတို့ဆုံးပါတယ်တချို့ကပြောတယ်နိဗ္ဗာန်ဝေကြီးဆိုတဲ့နိဗ္ဗာန်ဝေကြီးဆိုတဲ့သူများပြောတန်ကြာလမ်းဆုံးနေလို့ရှင်လေအမားကြီးမားမယ်တဲ့ခန္ဓာကိုယ်ကအိဋ္ဌာမလို့အိဋ္ဌာတဲ့ဝိပဿနာရှိတာဒီခန္ဓာမမြဲတဲ့ခန္ဓာလေ ဘလူခန္ဓာမြင်ဘလူခန္ဓာမှမြင်ဦးဇင်းတို့ခန္ဓာလည်းမြင်တခါကြီးဒီမကြီးဒီခန္ဓာလည်းမြင်ဆရာကြီးတွေဆရာကြီးတွေဆရာလေးတွေဆရာကြီးတွေခန္ဓာလည်းမမြင်အမြဲတမ်းအိဋ္ဌာဆံအမြဲတမ်းအိဋ္ဌာဆံခန္ဓာကိုယ်ကအိဋ္ဌာဆံလို့အိဋ္ဌာဆံသိရင်ဝိပဿနာဖြစ်တာအဲ့ဒီအိဋ္ဌာဆံဆုံးအောင်လိုက်လို့ရှိရင်လောကုတ္တရာမင်းဖြစ်တယ်ခန္ဓာဒုက္ခတုံဒုက္ခကဲကြီးပဲ ဒုက္ခမို့လို့ဒုက္ခသိရင်ဝိသနာဖြစ်တာပဲဒုက္ခဆောင်းဝင်လိုက်လို့ရှိရင်လောကုတ္တရာပဲရောက်တာအနတ္တကနာအနတ္တကလို့အနတ္တလို့သိတယ်အနတ္တလို့ရှိရင်ဝိသနာဖြစ်တာပဲနေဆံဒုက္ခအနတ္တမမြင်စေအဆုံးမြတ်ခရဝေယဖြစ်ပြီးဖြစ်တာပဲလို့ဒီလိုဆုံးအောင်လိုက်လို့ရှိရင်လောကုတ္တရာပဲဖြစ်တယ်ဒီခန္ဓာကိုယ်ကြီး32ခုထာတာရှိတယ် စပင်မွေးခြင်းဖြစ်တဲ့လက်တဲ့သွားအေးတူရေပါအသာအကျော်အညို့နှလုံးအသေးအပြည့်အဖြစ်အဆုဥမဥသိအစတဲ့အစာဟောအုံနောက်သေးကြီးတလိပြည်တွေ့ချွေအစီကဲပြည့်ရစီကြီးတလိနဲ့စီချင်းငယ်စုစုပေါင်း32ခု32ခုထားတာခေါ်တာပေါ့အဲ့ဒီ32ခုတာတာကြည့်ကြည့်ပါစပင်မြဲလို့အမြဲဘူးမဲစပင်လည်းပြဿနာရှိတယ်နော် စပင်ရသစ္စာရှိတယ်သူဖြူချိန်တယ်နော်ဖြူတာပဲကျွချိန်တယ်နော်ကျွတာပဲအဲ့ဒီစပင်ကတခါတခါကိုမကျွစေခြင်းနဲ့မဲစပင်ပဲတည်းကကျွတော့ပြီးတော့ကျွစေခြင်းနဲ့အဖြူတွေကြိုင်ကြဲနေနော်မဲတည်းကလုံးလိုက်ထိုးလိုက်ကျွတော့ရင်တော့မှအဖြူလေးတွေကြဲသစ္စာရှိရှိကိုယ်စီမှာကြဲနေစပင်လိုကိုယ်ပေါ်မှာသစ္စာရှိကြရင်စပင်ဖြူတယ်လို့နော် စရာသဘောဖြာတိသဘောဟာသစ္စာရှိတယ်လို့ကိုယ်ပေါ်မှာကိုယ်ခန္ဓာပေါ်မှာကိုယ်ရုပ်ပေါ်မှာအော်ဒါမမြဲတာပဲလို့သစ္စာရှိရှိတည်ဖို့လိုတယ်နော်မမြဲတာအိဋ္ဌာဖို့အော်ဒါဆင်းရဲစီတာပဲလို့သစ္စာရှိရှိတည်ဖို့လိုတယ်ဆင်းရဲဒုက္ခပေါ့ဒါကိုမပိုင်ဘူးဆုံးမရဘူးလို့အနတ္တလို့သစ္စာရှိရှိတည်ဖို့လိုတယ်ဒါခင်ရဝေယဖြစ်ပြီးပြည့်တဲ့သဘောလို့ သစ္စာရှိရှိသိဖို့လိုတယ်။ဆိုတော့အဲ့လိုအနိစ္စဟောအနိစ္စမှန်သိတယ်။အနိစ္စဘုလို့အနိစ္စသိရင်ဝိပဿနာဖြစ်တာပဲတဲ့။အနိစ္စဆုံးအောင်လိုက်လို့ရှိရင်ဒုက္ခမဲ့ဖြစ်တယ်။ဒုက္ခကိုဒုက္ခမှန်သိတယ်။ဒုက္ခလို့သိရင်ဒုက္ခလို့သိရင်ဝိပဿနာဖြစ်တယ်။ဒုက္ခဆုံးအောင်လိုက်လို့ရှိရင်ဒုက္ခမဲ့ဖြစ်တယ်။အနတ္တအနတ္တလို့သိတယ်။အနတ္တလို့သိရင်ဝိပဿနာဖြစ်တာပဲတဲ့။ ်နတ္တဆုံးအောင်လိုက်လို့ရှိရင်လောကဓာတ်ပဲဖြစ်တယ်လို့ဒီလိုဆိုတယ်ဒုက္ခနာကိုကြီးရတဲ့သူတတ်ယောက်ျားလိုပဲနော်ဒီခနာကိုကြီးရသူတတ်ယောက်ျားလိုပဲသူ့ကိုတတ်နေတာဟာပရမအွယ်တက်ခဲ့ပြီဒီမရှိတဲ့သူတွေတော်တော်များများပရမအွယ်ကိုတတ်ခဲ့ပြီခနာကိုကြီးအဒုတိယအွယ်သူချင်းချင်းနေဝင်ရောက်ချုပ်စဒုတိယအွယ်တတ်ခဲ့ပြီပရမအွယ်ဒုတိယအွယ်ပြီးပြီ တတိယအရွယ်ကိုရောက်တော့ဦးဇင်းတော်ကလည်းသံဃာ့ဘက်နေဆို49ခုပြည့်ပြီလေကိုကို48ပြည့်တဲ့ထင်ခု49ပြည့်ပြီဆို50ရောက်တော့ခြေတို့အကျိုးတွေပါဖြစ်ကုန်ပရမအရွယ်တက်ခဲ့ပြီဒုတိယအရွယ်ရောက်နေပြီဒုတိယအရွယ်လည်း50နောက်ပိုင်းဆိုကုန်ပြီတတိယအရွယ်ပဲရှိတယ်ကနဂူကြီးအတူတက်ယောက်ျားပထဝီဓာတ်ကတတ်တော့ဓာတ်ချုပ်တယ်လို့ဖြစ်တယ်ဆို ပထုပိဋကကတတ်တယ်လေထုတ်တတ်ချုပ်တယ်ဟိုတတ်ချုပ်လို့ဘယ်ရည်ချုပ်လို့ဆိုဖြစ်တယ်အာဘောတအာဘောဆိုတာယူစည်းတာအာဘောတကတတ်တော့စီးလုံနေသွေးလုံနေဆိုတာဖြစ်တယ်နော်စီးလုံသွေးလုံပြီးတော့သိကြတာလည်းရှိတယ်တတ်ချုပ်ပြီးတော့သိကြတာလည်းရှိတယ်ဝါယောတကတတ်တော့ရောင်ပေါ်ပြီးတော့တည်တယ်ပရိသေဒီဇောအာဘောဝါယောတကြီးလေးပါ အဲ့ဒါကိုအမှန်မှားပြီးလမ်းဖြန့်သေးတာကတင်ညာနဲ့တကထပ်ပြီးတက်ပြန်အမှန်မှားပြီးတော့တက်တဲ့တင်ညာဆိုတော့ခန္ဓာခန္ဓာ၅ပါးသူတက်ယောက်ျားကိုခန္ဓာ၅ပါးသူတက်ယောက်ျားကိုမနှမိုးလင်းတာနဲ့ကော်ပြီးတိုက်ပြရတယ်ပုံကျွေးရတယ်အစာအာဟာရကျွေးရတယ်ဟိုမဝင်းကားလေးကျွေးရတယ်တင့်တော်တာမြတ်တာတာလေးခန္ဓာကိုယ်ကြီးကိုကျွေးရတယ်တကယ်တော့သိမင်းကို concept တာ တင်မင်းကိုခွန်ဆက်နေတာလားသူ့ရဲ့တတိထားကြည့်တင်မင်းကိုခွန်ဆက်ရေလေးတောက်ပြီးတော့တင်မင်းကိုခွန်ဆက်တာဟာနေပါဦးခွန်ဆက်ကနေတက်တဲ့မှာခွန်ဆက်ကနေလောက်တော့နေခြင်းလို့ပါခွန်ဆက်ကနေပြည့်ပြန်တော့လေလူတရားဘာပြည့်ပြည့်သေးခြင်းနဲ့ငယ်လေးနဲ့သေးခြင်းနဲ့ချို့50လောက်ဆိုရင်ရပါပြီချို့60လောက်ဆိုရင်ချို့90လောက်နေရပါပြီချို့80လောက်နေရပါပြီဘာပြည့်ပြည့်50ရောက်သွားရင်လည်းလူကမသေးခြင်းဘဝတဏ္ဍာရှိရှိ သက်60ဖြစ်သွားရင်လည်းမတည်ခြင်းလေးဘဝတဏှာရှိ80ဖြစ်သွားရင်လည်းဘဝတဏှာရှိနေတယ်မတည်ခြင်းလေး80ဖြစ်သွားလည်းဒီတိုင်းပဲ80ဖြစ်သွားတဲ့သူလည်းဘယ်သူတည်ခြင်းလဲတော့မရှိဘူးဘယ်သူမှမတည်ခြင်း90ပြည့်တဲ့မတည်ခြင်းလေးတရားပြည့်လည်းမတည်ခြင်းလေးရှိနေတယ်များရှိတယ်ဒီသားနဲ့ဒီသမီးနဲ့ဒီဇနီးနဲ့ခင်မောနဲ့အသက်တရားတရားမဆိုအသက်တရားလုံးကိုလုံခြုံပြုစုပြီးတော့တာညွတ်တပည့်ကြောင့်ခံကျင်တာလို့ဘုရုဇင်သဘောပါ အဲ့တားကြုံသမီးကြုံမှဒီတားကြုံသမီးကြုံဖြစ်ကလွတ်အောင်တတ်တဲ့သမီးရုံးပြီးတော့နော်သာသနာကြုံခန္ဓာကြုံခံရင်းနဲ့ခန္ဓာကိုအရင်းတည်ပြီးတော့အမြတ်ထက်ကိုကြိုးစားနော်အမြတ်ထက်ကိုကြိုးစားပါအမြတ်လေးဆိုတရားတည်ဖို့အမြတ်ပဲခန္ဓာငါးပါးဒုဒ္ဒယောက်ျားကိုမနမိုးလင်းတာနဲ့သူကအစာလေးကျွေးပြရတယ်ဟိုကလေးကျတရားလေးကျွေးတင်မင်းကိုခွန်ဆက်နေတာတဲ့ ကျွလုံးရတာနဲ့အသက်ခံရတာနဲ့ဘာမှကျေးဇူးမများတဲ့ခံစားမှုကြီးကျွလဲလုတ်ပြရတယ်ပြီးတော့လည်းအသက်ခံအောင်ဘယ်သူမှမဆိုအသက်ခံအောင်ပါပဲနိကိုရေဝေးတို့ထိမ့်ပင်တို့တော့ကြည့်ပါလားဒီတိုင်းဒီတိုင်းအတုအချာတရားတရားမဟုတ်တရားအသက်ခံရတဲ့သူတည်းကြီးခန္ဓာရထားတဲ့သူမှန်သမျှခန္ဓာရှင်ခန္ဓာဒုက္ခရှိအောင်ပါ ကျော်လွန်ရတာနဲ့အတ္တခန္ဓာနဲ့ဘာမှကြီးစုမများတဲ့ခန္ဓာကိုယ်ကြီးဖြစ်နေသောကြောင့်သူကမတတ်ခင်သူကတတ်လို့မသေးခင်သူတတ်လို့မသေးခင်ဝိသနာရှုလိုက်ရင်တဏှာတည်တယ်တဏှာတည်ပြီဆိုရင်ယခုဖြစ်ပေါ်နေတဲ့ခန္ဓာကိုနောင်ခန္ဓာနဲ့မဆက်အောင်ယံဝင်ရမယ်တဲ့အဲ့ဒါမှမဲ့ချောင်းဝင်ပါကိစ္စပြီးပြီနာဆိုတော့အိဋ္ဌာအိဋ္ဌာတို့ပြီးပြီးတော့ နော်အိဋ္ဆာအိဋ္ဆာလူတိဝေဒနာဖြစ်တယ်အိဋ္ဆာဆောင်းအောင်လိုက်လို့ရှိရင်သုဘရမဖြစ်ဘူးဒုက္ခဟုဒုက္ခလူတိဝေဒနာဖြစ်တယ်ဒုက္ခဆောင်းအောင်လိုက်လို့ရှိရင်သုဘရမဖြစ်ဘူးအနတ္တဟုအနတ္တလူတိဝေဒနာဖြစ်တယ်အနတ္တဆောင်းအောင်လိုက်လို့ရှိရင်သုဘရမဖြစ်တယ်သူတော်ကောင်းများကုကုကုတကယ်ဖြစ်တယ်ဆိုရင်ကုကုကုတကယ်တနာရင်ဆိုရင် အရွယ်သုံးပါးတစ်ပါးပါးမှာတရားအလို့လုဖြစ်အောင်လုဝိပဿနာရှုဖြစ်အောင်ရှုဒါနတေတိလပို့ပြီးတော့မြတ်တယ်တိလတေသမထပို့ပြီးတော့မြတ်တယ်သမထတေဝိပဿနာပို့ပြီးတော့မြတ်တယ်ဝိပဿနာရှုဖြစ်အောင်ရှုကြနော်လူရည်ရဘူးပဲပြင်ပြင်မင်းကိုမင်းချက်လာလို့ချက်တယ်ပြောတာကိုကူကိုပါဇက်ကတော့ချက်တယ်ပြောတယ်ဒါပေမဲ့တရားအလို့မလုဘူးဆိုရင်ပါဇက်ကတော့ချက်တယ်ပြောတာတကယ်ချက်ရမရောက်ဘူး မိမိကိုယ်ကိုချစ်တဲ့ဆိုဘယ်လိုချစ်ရမလဲအရွယ်သုံးပါးတဘာဝတရားအထုချင်အဲ့ဒါမှတကယ်ချစ်ရရောက်တယ်တို့တော်ကောင်းမြတ်ကိုယ်ကိုတကယ်ချစ်တဲ့ဆိုရင်လောကီကိစ္စဖြစ်တဲ့တာယေသမီးယေဇနီးယေခင်မွန်းယေဟိုယေတီယေစီဝိုင်းဂျီဝိုင်းတို့ယေလုံးစရာရှိတာလို့ပါအဲ့လိုလုံးရင်းနဲ့မှဒီတရားအလုပါလုံးမှကိုယ်ကိုတကယ်ချစ်ရရောက်တယ်ကိုယ်ကိုတကယ်သနာရရောက်တယ် တရားအလုံးမလုံးရင်ဝိပဿနာအလုံးမလုံးရင်ဘလောက်ကဘလောက်ပဲပါဇက်ကကုကုချစ်တယ်လို့ပြောပြောချင်ရမရောဘလောက်ပဲကုကုတနာတယ်လို့ပြောပြောတနာရမရောကြီးစွတ်ရှင်မာဘုန်းကြီးမြင်းဆရာတော်ပြန်ပြောထားတယ်ဖီးတို့မီးတို့ရေတဲ့တားလေးတမီးလေးကြီးရေပဲတနာမနေပါနဲ့ကုကုလည်းတနာကြပါအောင်တဲ့ဖီးတို့မီးတို့ရေတဲ့တားလေးတွေတမီးလေးတွေအတွက်ပဲလမ်းရှာမနေနဲ့တဲ့ကုလမ်းလေးကိုရှာကြပါအောင်တဲ့ အဖေတို့မိတို့ရေတားလေးတွေသမီးလေးတွေရှေးရေးကြီးပဲကြည့်မနေပါနဲ့ကိုရှေးရေးလည်းကိုကြည့်ကြပါဦးနဲ့မိမတွေတော်တော်များများတော့တော်တော်များများကိုကတော့အသက်ကကြီးပြီတားနဲ့တားသမီးနဲ့မိမဆိုတေရုတေစင်တေချာစတန်းဆိုရင်အနည်းဆုံး20ပါတော့ပွာတာပဲတေရုတေစင်တေချာစတန်းဒီအဖေဒီအမေရတေအဲ့ဒါဝိုးစိတ်မချနိုင်ဘူးဟိုမှာအကောင်ကြီးသွားနယ်လမ်းနဲ့လွတ်နေခိုင်းနေဟိုမသွားနိုင်မလာနိုင်မလို့နေမကန်နေစိတ်မချဖြစ်နော် သားတွေတပီးတွေကြီးပဲသားတွေတပီးတွေကြီးပဲလမ်းကြီးပဲကြည့်မနေနဲ့ကိုလမ်းလည်းကိုကြည့်ကြပါဦးနဲ့သားတွေတပီးတွေရဲ့ရှင်ရည်ကြီးပဲကြည့်မနေနဲ့ကိုရှင်ရည်လည်းကိုကြည့်ကြပါသားတွေတပီးတွေရှင်ရည်မကြည့်နဲ့ပြောတော့ကိုကြည့်ကိုရှင်ရည်လည်းကိုကြည့်လို့ပြောနော်သားတွေတပီးတွေကြီးပဲတနာမနေကြပါလားကိုကိုလည်းတနာကြပါဦးနဲ့ကိုကိုကိုတကယ်တနာတယ်ဆိုရင်တရားလို့လို့ဝိပဿနာရှုပါကိုကိုကိုတကယ်ချစ်တယ်ဆိုရင် တရားအလုံးလုပ်ပါဝိပဿနာရှိပါနော်ဒီခန္ဓာကိုယ်ကမမြဲတဲ့ခန္ဓာဆိုတော့မမြဲတာကိုအနေဆာအနေဆာလို့တည်တယ်အနေဆာလို့တည်လို့ရှိရင်နောက်ကဝိပဿနာထင်တယ်နော်ဝိဒဝိပဿနာရှိပြောင်းအနေဆာကိုအနေဆာမှန်တည်တယ်ဒုက္ခကိုဒုက္ခမှန်တည်တယ်ခန္ဓာကိုယ်ကအနေဆာမလို့အနေဆာတည်ဝိပဿနာဖြစ်တဲ့အနေဆာဆုံးအောင်ရှုလိုက်ရင်ဘုဂတံပဲဖြစ်နိုင်တယ် ခန္ဓာဒုက္ခမလို့ဒုက္ခလို့သိတယ်ဒုက္ခဆုံးမရှိလောကုတ္တမဖြစ်တယ်ခန္ဓာခန္ဓာပေါ်မှာခန္ဓာဆိုတော့ကာယဝတ္တနာခန္ဓာနေရာတွေဝေဒနာရှိတော့ဝေဒနာမျိုးပတ္တနာပေါ့စိတ်ကိုရှိတော့စိတ်တဏှုပတ္တနာပေါ့သဘောရှိတော့ဓမ္မနုပတ္တနာပေါ့နော်အကောင်လုံးအနိစ္စကိုအနိစ္စလို့သိရင်ဝေဒနာဖြစ်တယ်အနိစ္စဆုံးအောင်လိုက်လို့ရှိရင်လောကုတ္တမဖြစ်တယ်ဒုက္ခကိုဒုက္ခလို့သိရင်ဝေဒနာဖြစ်တယ်ဒုက္ခဆောင်လိုက်လို့ရှိရင်ဒုက္ခလည်းဖြစ်တယ် အနတ္တကိုအနတ္တလို့သိရင်ဝိဒနာဖြစ်တယ်။အနတ္တဆုံးအောင်ရှုလို့ရှိရင်လောကုတ္တရာပဲဖြစ်တယ်။တို့တို့နော်တရားရဲ့အစစ်တွေတစ်စစ်တစ်စစ်ပြင်းတဲ့ပြင်းပြီးတော့ဖြစ်ဖြစ်တည်းပြင်းဖြစ်ဖြစ်တည်းမုံဖြစ်ဖြစ်တည်းဆုံးပြီးတော့ဖြစ်ဖြစ်တည်းဆုံးရဖြစ်တဲ့နိဗ္ဗာန်တိုင်အောင်ဓမ္မတပူတွေရပြီးတော့တရားတို့တည်တို့ရဲ့အမြန်ရနိုင်တဲ့သူတော်ကောင်းတွေကိုယ်စီဖြစ်နိုင်ကြပါစေကုန်သတည်း တရားသိမေတ္တာလေးပို့အောင်နော်ကုံမေကဇံဝိဝေဇတဝသုမကယံတုပါနိနောဝိကေဇာဝိဝေဇတဝဥဇုံသုမကကောဘဝိပါဏိနောညာလတောင်းတောင်းတတဝပေါင်းစွာသောအလုံးသောတရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်ကုံမေကံနိဗ္ဗာန်ရောက်ကြောင်းခရီးကောင်းမဟုတ်တဲ့ ဝိကမကောင်းလည်းဉာဏ်လည်းယုံလည်းဆိုခြင်းဆိုကြည်တကောဝိဝိစတဝါဆောင်ရှာဖြစ်ကြည်၍သူမေကံဒီပံရောက်ကြောင်းခီကောင်းဖြစ်တဲ့မခင်ရှိတဲ့ခီမကိုဥဆုံးဖြောင်းပြောင်းမမယံတို့လိုက်သွားနိုင်ကြပါစေကုန်တတိအဟိဒီလကောင်းဖြစ်တော်တရားဟောစရာအကဇီယောနာမသဘောကျွန်ုပ်ဒီလည်းပဲ ကုံမေကံဒီပဲရောက်ကြောင်းခီကောင်းမဟုတ်တဲ့ဝိကံမကောင်းလည်းဉာဏ်လည်းယုံလည်းဆိုခြင်းဆိုခြင်းတကောဝိဇ္ဇတဝါဆောင်ရှာဖြစ်ကြည်၍သူမေကံဒီပဲရောက်ကြောင်းခီကောင်းဖြစ်တဲ့မခင်ရှိတဲ့ခီမံကိုဥဆုံးဖြောင်းဖြောင်းမှန်မှန်သူမေကကိုအလုံးသောတရားနာပရိသတ်ဘုံတော်ကောင်းတို့ကို နိဗ္ဗာန်ရောက်ကြောင်းခီကောင်းကိုကောင်းမွန်စွာပို့ဆောင်ပြီးနိုင်၍တရားဟောကောင်းညပြဆုဆုံးမနေတဲ့ဥစဉ်ကိုယ်တိုင်ကလည်းနိဗ္ဗာန်ရောက်ကြောင်းခီကောင်းကိုကောင်းစွာလိုက်သွားနိုင်တဲ့ပုဂ္ဂိုလ်သည်ဘဝီဘဝရင်ကောင်းစွာမသွေဖြည့်ရပါစေကောင်းတည်း ေကင်းရန်ကိုကုသိတပြန်ချမချမ်းသာပြီးဒီဘောဒီယုတီခန္ဓာဖြစ်ဖြစ်တရားတို့တည်တူရဲ့အမြန်ရနိုင်တဲ့ပြတော်ကောင်းကြီးကုသိဖြစ်နိုင်ကြပါစေ။